လက်နက်တင်ပို့ရောင်းချမှုအများဆုံးနိုင်ငံအဖြစ်အမေရိကန်ရပ်တည်နေဆဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံကလက်နက်တင်ပို့ရောင်းချမှုစည်ရင်မှာထိတ်ဆုံးနေရာကဥဆောင်နေဆဲဖြစ်ပြီးဥရောပရှိနေတော်အဖွဲ့ဝင်နိုင်ငံတွေကတော့ကိုပိုင်ထုတ်လုပ်နိုင်စွမ်းမှာအောင်မြင်မှုမရှိဘူးလို့ဆွေတင်အကြံပေးအဖွဲ့တစ်ခုကတနင်္လာနေ့မှာတင်ပြခဲ့ပါတဲ့ 2020မှ2024ရဲ့အတွင်း Stockholm နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့အစည်း SIPRI ရဲ့အချက်လက်အရဂဘာလက်နက်တင်ပို့ရေးမှအမေရိကန်လက်နက်တွေရဲ့ရှယ်ယာက43ရာခိုင်နှုန်းမြင့်တက်သွားပြီး2015-2019ကထက်35ရာခိုင်နှုန်းတိတိတသာမြင့်တက်လာပါတယ်။ အမေရိကန်လက်နက်သင်ပို့မှုရှယ်ယာကဒုတိယနေရာကပြင်သစ်ထက် လေးစကျော်ပိုများပြီးဒုတိယနေရာကနေနဝမနေရာအထိနိုင်ငံထွေးရဲ့ရှယ်ယာများပေါင်းချင်းနဲ့ညီမျှနေတယ်လို့ဖော်ပြထားပါသေး။ ပြီးခဲ့တဲ့9နှစ်အတွင်းအမေရိကန်ဟာနိုင်ငံ내ဒေသပေါင်း100ကျော်ထံလက်နက်များတင်ပို့ခဲ့ပြီးယူကရိန်းအတွက်လက်နက်အများဆုံးတင်ပို့ထောက်ပံ့သူဖြစ်ခဲ့ပြီးရင်းထိုးရဲ့လက်နက်45ရာခိုင်နှုန်းကအမေရိကန်စီကနေဖြစ်ပါတဲ့ ဥရောပနေသောအဖွဲ့ဝင်တွေထံမှလက်နက်တင်သွင်းမှုကလည်း2015ခုနှစ်2019အတွင်း105ရာခိုင်နှုန်းသက်လာခဲ့ပြီးအမေရိကန်လက်နက်တွေရဲ့ရှယ်ယာက92ကနေ64ရာခိုင်နှုန်းသို့သက်လာပါသည်နေတိုးနိုင်ငံတွေကလက်နက်တင်သွင်းမိခိုးမှုကိုလျှော့ချပြီးဥရောပလက်နက်လုပ်ငန်းအားကောင်းလာစေရန်လှုံ့ဆော်နေကြပေမဲ့လက်နက်ထောက်ပံ့ရေးဆက်ဆံမှုမှာပြောင်းလဲဖို့ခက်ခဲနေပါသည် အမေရိကန်အစီအမလက်နက်အများဆုံးတင်သွင်းသူအဖြစ်အရှေ့အလဲပိုင်းကိုဥရောပကကြောတက်သွားပါတယ်။ပြီးခဲ့တဲ့9နှစ်ကာလနဲ့ရှင်ရင်ဥရောပတို့ အမေရိကန်လက်နက်တင်ပို့မှုရှယ်ယာက2020ကနေ2024ရဲ့အတွင်း73ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းခုန်တက်လာပြီးအရှေ့အလဲပိုင်းစီတင်ပို့မှုကတော့33ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဥရောပသို့လက်နက်တင်ပို့မှုရှယ်ယာမြင့်တက်လာရခြင်းမှာဂရိခရိုအေးရှားယူကရိန်းတို့ထံအများအပြားတင်ပို့လာရတာကြောင့်ပေါဝင်နေပါတယ်လို့သိရပါတယ်ရှင်။